မင်္ဂလာပါရှင်ကျွန်မကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ25ရက်နေ့ကစလို့အစာအိမ်နဲ့ဦးလန်းချောင်းရောဂါကြောင့်မက်ဒလင်းစီယုံကြီးမှာစစ်ကူတမှု ခံယူနေတယ်လို့ဤဆက်သူတွေကပြောပါတယ်။မြင့်ချက်ထောင်မှာအကျဉ်းချထားတဲ့ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ30ရက်နေ့အထိစစ်ကူတမှုခံယူနေတုန်းဖြစ်ပြီးနှလုံးမှာဆက်ထစ်ထားတဲ့အချိန်ကြာမြင့်ပြီးဖြစ်တာကြောင့်မောနေပြီးတော့ဆေးဆက်လက်ကူတာခွင့်ရဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ဒါအပြင်ဒေါက်တာမြင့်နာရဲ့ဦးလံကြောင့်မှာအဖူးရယ်တွေ့ပြီးယောဂအခြေအနေအသေးစိတ်တော့မသိရသေးဘူးလို့မိသားစုနဲ့အနေဆက်သူတယောက်ကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ဒေါက်တာမြင့်နာရဲ့စနင်းကို DVB ကအောက်တိုဘာလ၁ရက်နေ့မှာဖုံးခေါ်ခဲ့ပေမဲ့အဆက်အသွယ်မရသေးပဲဒီကနေ့အခြေအနေအပါအဝင်မိသားစုနဲ့တွေ့ခွင့်အရာမရာကိုလည်းမသိရသေးပါဘူး NLD ဘ ਹੁ အလို့အမှုဆောင်အဖွဲ့ဝင်တယောက်လေးဖြစ်တဲ့ဒေါက်တာမြင့်နိုင်ကိုစစ်တပ်ကအဂတိခုနှစ်မှုအပါအဝင် စုစုပေါင်းဆင်မှုနဲ့ဆွဆွဲက1025နှစ်ချထားတာဖြစ်ပါတယ်2020ခုနှစ်ဩဂတ်လ2ရက်နေ့မှာတော့မွန်ရော်ထောက်ကနေမြင်းချန့်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်ရှင် ရခိုင်ပြည်နယ်မောက်တော်မြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နေဆက်ကအထက်အင်ချောင်းကျေးရွာအနီးမှာအာဆာအဖွဲ့ကတပ်ဖြတ်ပြီးအယိုးစုသာကျန်ရှိတော့တဲ့ရုပ်အလောင်း6လောက်ကိုစတေမာလာ28ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့အော်တိုဘာလာ10ရက်နေ့မှာအရခတ.အေကထုတ်ပြန်ခဲ့ပါတယ်ပြောတော့အုပ်မပြောတော့အုပ်အတွင်မှာတခြားကြီးတွေ့ရှိခဲ့တဲ့ရုပ်အလောင်း6လောက်ဟာမောက်တော်နေဆက်ကတမန်သားကြည်ော်နဲ့ဒုံညိုကြည်ော်တွေကပျောက်ဆုံးနေတဲ့ကြည်ော်သားတွေလို့အေအေကခုနှစ်ဦးခန့်မှန်းထားပါတယ် တွေ့ရှိရတဲ့အလောင်းတွေဟာစနစ်တကျမြုပ်နယ်ထားတာမဟုတ်တဲ့အတွက်အယူစုတွေသာကျန်နေပြီးဘသူဘောဖြစ်တယ်ဆိုတာကိုသိရှိနိုင်ဖို့မုန်ခင်းဆေးပညာဝန်ထမ်းတွေနဲ့လူပြောက်မိသားစုတွေပူးပေါင်းပြီးတော့အလောင်းကိုခွဲကြံအဖြစ်ရှာနေတယ်လို့ဆိုပါတယ် မော်ရော်မြို့နယ်တမန်သားကျော်ကအမျိုးသား၄ယောက်နဲ့အမျိုးသမီးတယောက်တို့ဟာအော်ဂက်စလကလေးကအင်းချောင်းကျော်ကိုဈေးတော်ရောက်တဲ့အချိန်ပျောက်ဆုံးနေခဲ့ပြီးဒုံညို့ကျော်ကကျော်သား၃ယောက်ဟာလေစတင်ပါလာတတိယအပတ်ကဝေါ်တော်ခုတ်ချိန်မှာပျောက်ဆုံးနေကြတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအများသိရပါရှင်ဆန်စေးကဖွေးစေအောင်ရောက်လာပြီးဆန်နဲ့ဆက်ထွက်ပစ္စည်းတွေမှာဆန်စေးကထူးထူးခြားခြားအနေဆုံးဖြစ်လာပါတယ်။ဟန်နာသတင်းပေးပို့ထားပါရဲ့ရှင်။ လက်တလောရန်ကုန်မြို့ကဘရင်နောင်နဲ့ဝါတန်းဆန်ကုန်စီတိုင်းတွေမှာဆန်အဝယ်အေးသလိုဆန်စည်းတွေလည်းမနစ်ကချက်ကျနေပြီးဆန်စည်းအကြက108ပေါင်ပါ ဖွဲအတအိတ်ကို5000ကျော်ရှိနေပြီမဲ့108ပေါင်ပါဆန်အိတ်အိတ်ကတော့7000ခွဲလောက်တာဈေးရလို့ကုန်တွယ်မှုလုပ်ငန်းတခြားမှာထူးဆန်းတဲ့အခြေအနေတခုဖြစ်နေပါတယ်။ဖွဲတို့ကလည်းဈေးကောင်းတယ်။ဖွဲတို့တစ်ပေါင်က190လောက်ရှိနေတယ်။190ပေါင်တရားဆိုတော့၄000ကျော်တာ။108ပေါင်နဲ့တွက်လိုက်ရင်5000ကျော်တယ်။ တန်ဈေးကတော့၄000၄000၄500ဆိုတဲ့အခါကျတော့ကွဲတူကလည်းဈေးပိုရတယ်၊သဝဲကလည်းဈေးပိုရတယ်။ဆန်းလာဈေးအနေနဲ့ဖြစ်။အာဒါကတော့ဈေးကွက်ပုံမှန်မဟုတ်တဲ့အခြေအနေပါတော့။ဒီပုံမှန်မဟုတ်တဲ့အခြေအနေကအာတကယ်တော့ဟိုလည်းလည်းထူးခြားတယ်။ဈေးကွက်ကဒီတိုင်းကွာမဲ့ဆိုရင်မဟုတ်ဘူး။ဆန်းကုန်စီတိုင်းတွေမှာအများဆုံးရောင်းဝယ်လုပ်ကြတဲ့ဆန်းတဲ့ဇကွဲမှလည်း ဇကွဲစည်းကဆန်စည်းထက်မြင့်နေပြီးဇကွဲကတော့ပြပတင်ပို့မှုရှိနေပါတယ်မြမဇကွဲကိုတရုတ်နိုင်ငံကအများဆုံးဝယ်ယူနေပြီးအင်ဒိုနီးရှား၊ဘယ်ဂျီယမ်၊ပိုလန်၊နက်တာလန်စတဲ့ဥရောပနိုင်ငံတွေကလည်းဝယ်ယူနေတာဖြစ်ပါတယ်ဇကွဲစည်းကွက်အခြေအနေနဲ့ပတ်သက်ပြီးလက်တလောဇကွဲရောင်းနေသူတူကအခုလိုပြောပါတယ်ဇကွဲကဟိုသာပြင်ဒီအကြီးပေါ့ဤဤလာမယ်အရောင်လေးပွင့်ပါကြဆိုရင်65လောက်ထိတက်တယ်လေစားရတော့အမြင့်ဆုံး6000 စာစာစာလဲစံသားပြည့်မှာ80 85ဘူး6000အရင်တော့နေရစံသေးနဲ့ဇကွဲသေးရဇကွဲသေးရအောက်ကပဲလीစံသေးရအောက်ကဖြစ်နေအခုကစံသေးရအောက်ရောက်လို့ဇကွဲသေးရအပေါ်ရောက်မြန်မာတိုင်းနိုင်ငံလုံးမှာစကွဲမပါပဲစံသားကြီးရအောင်ကြိတ်ခွန်းနိုင်တဲ့စူပါတရားရခိုင်နှုံးလို့တပ်ပန့်ထားတဲ့အစင်းမြင့်ဆန်းဆက်ကြီးတွေအပါဝင်ဆယ်မတ်25မတ်နဲ့35မတ်ဆန်းအကြီးအကျွေးတွေကြိတ်ခွန်းနိုင်တဲ့ဆန်းဆက်ကြီးပေါင်း1900ကျော်ရှိပါတယ် မြန်မာနိုင်ငံဆန်ဆက်အသင်းရဲ့ခန့်မှန်းချက်အရတခြားဆန်ဆက်ငယ်တွေပါပါဝင်မယ်ဆိုရင်ဆန်ဆက်ပေါင်းတထောင်ကျော်ရှိတယ်လို့ထုတ်ပြန်ချပါတယ်ဒီလိုတမ်းမြင့်ဆန်ဆက်တွေကိုငွေကြေးကုန်ကြခံတည်ဆောက်ထားပေမယ့်ကမ္ဘာဆန်စည်းကွက်ပြောင်းလဲဖြစ်လာတဲ့အခါတခြားဆန်ထွက်တဲ့နိုင်ငံတွေနဲ့မြန်မာဆန်တွေရှင်မရောင်းနိုင်တဲ့အခြေအနေကိုဆန်ကုန်တဲ့တဦးကတုံ့တက်ပါတယ်မနောကျွန်တော်စီဝေးတော့တက်တဲ့ခါကြပါဘူးကျွန်တော်နိုင်ငံပို့ရစားအဲဖိုင်ရိုက် ဖိုင်ရဲဆိုဆမ်ဘူပေါ့ဆမ်ဘူဆိုတာအခုဒီကုန်စည်တယ်မှာလာတဲ့အတွေ့အကြုံအဖို့အဆုံပေါင်းလိုက်ဒီထဲမှာတမင်ကောင်းတာလည်းပါတယ်မကောင်းတာလည်းပါတယ်စားသုံးတဲ့ကောင်မှာပြုတ်လာတယ်မာတာလည်းအဲ့လိုမျိုးတွေပါတာပေါ့နော်ဥပမာဟို GW level ဆိုပြောတာ Generator ဆိုရင်နည်းနည်းမှအဲ့နှမျိုးပုံပြီးတော့တမင်ချက်စားရင်ပဲကောင်းမှာအဲ့တော့ကျွန်တော်တို့နိုင်ငံ export တင်တဲ့လူအားလုံးကဒီကုန်စည်တယ်အနေပြီးတော့အဲ့လိုမျိုးတွေ raw တွေဝင်ပြီးအဲ့ရအောင် ခိုးလက်ကလေးတင်ပြီးတော့ပို့လိုက်တကယ်တမ်းဒီစားသုံးတဲ့လူအသုံးပြုတဲ့လူမှာပြော့ရာတွေမာရာတွေလည်းတတူးတသားလည်းမထက်ဘူးသမီးအယောင်စင်အရသာတွေမှာသူများနိုင်ငံတွေလည်းမရှိနိုင်ဘူးလက်တလောဆန်ဇီကွတ်ကြဆင်းနေတယ်လို့2025မိုးစပားရသည့်အတွက်စပားတွေပေါ်လာပြီဖြစ်လို့စပားလိုင်လိုင် ပေါ်လာတော့မှာဖြစ်ပါတယ်ဆန်ဇီကြနေတာကစပားဇီကိုဆက်လက်ကြဆင်းစေမှာဖြစ်လို့ စစ်ကော်မရှင်အနေနဲ့တစုံတရာတုံ့ပြန်ဆောင်ရွက်မှုမရှိပါကလာမယ့်စပားရာသီတွေမှာဆက်လက်ဆက်ပြိုးနိုင်ဖို့ခက်ခဲရအပြင်စပားဆက်အီက15တပ်မှဆက်ပြိုးထုတ်လုပ်နေတဲ့တောင်တူမိသားစုတွေမှာစာဝတ်နေရေးဘိတုခရီကြုံလာကြရတော့မှာဖြစ်ပါတယ်ကျမဟန္နာပါယခုကြွာကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် လွိုင်ကော်မြို့မှာဘလူးချောင်းရှည်တက်လာလို့မြင်းနေပိုင်းရက်ကွက်တွေဖြစ်တဲ့နှက်ကွက်မင်းစုဒေါ်နူကိုနဲ့ရှမ်းစုစတဲ့ရက်ကွက်တွေအပါအဝင်ရက်ကွက်ရှိခုလောက်ရေဝင်နေတဲ့အတွက်မြို့ခန့်တွေပြောင်းရွှေ့နေရပြီလို့ဒေတာခန့်တွေကပြောပါတယ်။မုံတိုင်းအချိန်နဲ့မိုးကြီးခဲ့တဲ့အပြင်ပြီးခဲ့တဲ့စတင်မာလာ22ရက်နေ့မှာမုံပြေးစီကိုဖောက်ချလိုက်တဲ့အတွက်အခုလိုလူနေရက်ကွက်တွေထိရေတက်လာတာဖြစ်ပါတယ်။ရေတက်နေတာဆေးရကြော်ရှိနေပြီဖြစ်တဲ့အပြင်မိုးထက်လျော်ရင်မနစ်ကလိုရေကြီးနိုင်တဲ့အခြေအနေမျိုးကြုံနိုင်တဲ့အတွက် ဘလူးချောင်းရေကိုစောင့်ကြည့်နေရတယ်လို့ဒေတာခန်တွေကဆက်ရှင်းပြပါတယ်။ပြီးခရီးနှစ်စတင်ပါလာတုန်းကလည်းမိုးပြေးစေကိုဖောက်ချလိုက်လို့လွိုက်ကောဘောလခင်းနဲ့ဖေကုံဘက်အချမ်းတွေမှာရေကြီးရေရှမ်းမှုအဆိုပါဆုံးကြုံတွေ့ခရပြီးစစ်ပေးဆောင်တောင်းချီရေပေးတဲ့ကလစ်ပါအေကထောင်ထဲချီပြီးပြက်စီးဆုံရှုံခရပါရဲ့ရှင်။ ရှယ်ပြင်းနယ်တောင်ပိုင်းတောင်ကြီးမြို့မှာစတင်ပါလ30ရင်းနဲ့ညနေပိုင်းကစပြီးညပိုင်းအထိလိုင်စင်မဲ့ကအစီရ80ကျော်ဖန်စီရမိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ဖန်စီခံရတဲ့ကားတွေကိုနေရာတစ်ဆင့်တက်မြောက်ဘက်ကရင်ထင်းရဲဌာနမှာထားပြီးစစ်တပ်နဲ့နှိဆက်သူတွေရဲ့ကားတွေကိုပဲပြန်ရွှေ့လို့ရတယ်လို့ဆိုပါတယ်။လိုင်စင်မဲ့ကားစီးတာချင်းတူပေမဲ့ပြည်သူတွေကပြန်မရပဲစစ်တပ်နဲ့နှိဆက်သူတွေပဲပြန်ရကြတယ်လို့တောင်ကြီးမြို့ခံကပြောပါတယ် လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမှာမိန်လန်းကိုအသုံးပြုပြီးတော်လာနေကြတဲ့မြို့အပြင်က TBC လေးမှာ6မောင်နဲ့ဟိုပုံးကကားတွေဖြစ်တယ်လို့မြို့တွင်းကိုဝင်တဲ့ traffic လမ်းတွေနဲ့အစင်အတက်နေရာတွေကိုနှစ်ဖက်လုံးပိတ်ဆို့ဖမ်းဆီးတာလို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့ကားမျိုးစားတွေဟာ Toyota က Chrome, Wish, Alpha, Honda က GE6 GP1 free GK3 နဲ့ hijack စတဲ့ရင်အမျိုးအစားတွေဖယ်ဆီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်က license မဲ့ကားနဲ့ cycle မောင်းနေတာတွေကိုပြီးခဲ့တဲ့ဇွန်လကနေစပြီးနှင်းစိမ့်နဲ့အများဖယ်ဆီးနေတာပါလို့မြို့ခံတွေကပြောပါရရှင်။ တတိုင်းပြည်လုံးကမထောက်ခံတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူပေါင်းကာကွယ်တာဟာလက်နက်ကန်ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်ပတ်သက်နေတယ်လို့ကရင်စစ်ရဲ့လေလာသူတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။အောက်ခက်သတင်းပေးပို့ထားပါတယ်ရှင်။စစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြည်လုံးမဲရေကောက်ပွဲဟာကင်ဘီနယ်နဲ့ပြည်သူတွေရဲ့ဘဝကို အေဂျင့်တင်ရင်အောင်ဖန်တီးပေးနိုင်မယ်လို့ယုံကြည်ကြကြောင်း NCA လက်မှတ်ထိုးထားတဲ့ကိလနဲ့ကိုင်တက်ခွက်တွေဖြစ်တဲ့ဒီမိုလစီချိုးပြူကင်းတက်မတော့ DKB ကင်းငင်းငင်းကောင်စီကင်းကယ်လီပီစီနဲ့စစ်တလောက်ခံတဲ့ရာဇောက်တက် BGF တို့ကပူပေါင်းကာကွယ်သွားမယ်လို့စစ်တမ၂၈ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အခုလိုထုတ်ပြန်တာအောင်အဖွဲ့အစည်းကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေအရာရှိတွေရဲ့အကျိုးစီးပွားနဲ့တည်းပတ်သက်ဆွနေနေတယ်လို့ကင်းရဲ့စီးရဲလက်လာသူတယောက်ကပြောပါတယ် နေ့လက်ရှိအချိန်မှာသူတို့ရဲ့သဘောထားတွေပြောင်းနေတော့သူတို့ရဲ့ခံယူချက်တွေပြောင်းနေဟိုဒတိုင်းလုံးတပြည်လုံးကမထောက်ခံတဲ့အာမပေးတဲ့ဒီစကားမကိုကရင်လူမျိုးတွေအတွက်ကိုစားပြုကရင်လူမျိုးတွေအတွက်ဖယ်ရယ်စတေးရဖို့အတွက်လှုပ်ဆောင်နေပါတယ်လို့ကြွေးကြော်နေတဲ့ DKB နဲ့ BGF ခေါ် KNA ရတော့ဒါဒီချိန်မှာကိုကွဲပြပြဟိုမြင်သွားတယ်ပေါ့လူထုတွေကတော့အဲဒါဒါရီဟာ ဟိုကျွန်တော်တို့ပြောမှဆိုရင်တော့သူတို့အဖွဲ့အစည်းတွေရဲ့သူတို့အဖွဲ့အစည်းတွေကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေယာရှိတွေရဲ့အကျိုးစီးပွားနဲ့တိုင်းရိုက်ပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့တော့ယုံကြည်တယ်ကင်းမြူသားစီယုံကင်းဦးဘက်ကတော့လာမယ့်ရွေးကောက်ပွဲကိုပြည်သူနဲ့သူဆက်ညင်သွားမှာဖြစ်ပြီးစစ်ကောင်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးရဆက်ညင်ပြီးလှုပ်သွားတဲ့အတွက်ကင်းယူမူဝါဒပဲဆက်သွားမယ်လို့ လို့စောတော်ကြီးကပြောဆိုထားပါတယ်။လက်ရှိဒေသခံတွေအနေနဲ့လည်းရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားတဲ့ပြင်အရေးဥဒါမရှိဘူးဆိုရင်မဲပေးမဲ့လူရှိမှာမဟုတ်ဘူးလို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ကပြောပါတယ်။ယူရိုပေါ်နပတ်သက်ပြီးတော့သူကတောက်ကံပေးရဲ့ဆိုတော့သူကဘူးစီဝါကဘူးတော့ဘူးလို့လိုက်တဲ့ကိစ္စ။ယူကပွဲနဲ့ပြောရဲရလာတာဘလို့ဖြစ်လဲဆိုတဲ့ကိစ္စတစ်ခုဟာဒီကပွဲကိုတကယ်ဖြစ်ပင်ဆိုတဲ့ကိစ္စတစ်ခုပေါ်ပါလေပဲ။ အာလောဇယ်ကဟိုမိရသားကိုကြောက်ပြီးတော့အာတောင်ပဲအခေါ်ပြဖို့မယ်လို့ပြောကျွန်တော်လက်ရှိယူနေဒီရှိကုတ်ကိုကကျော်ရှိရှိကုတ်ကိုဟိုဒီတောက်ခဲ့လို့ဒီကရှိမျိုးတွေမထိခိုက်ဖို့အတွက်ကိုယ်တို့တာပွဲနဲ့တခြားလူတွေနိုင်ငံရေးလို့ကျွန်တော်မမြင်ဘူးနော်ဆိုတော့ခေရန်ကလည်းပဲတောင်လုံးဝလက်မခံဘူးအဲ့ဒီလိုလက်မခံတယ်လို့ကျွန်တော်တို့ဒီမှာရှိတဲ့ဒေတာကနေလည်းဒီယူရော့ပွဲကြီးကိုဘယ်မှာဆုတ်နေတာကြောက် အဲ့တော့တနည်းတော့မဲမပေးရင်ကိုနာဒိုလိုကိုကျွန်တော်တို့ကိုမပေးဘူးဆိုရင်ဘာမှရည်ရည်ရှိဘူးဆိုရင်တော့ပေးကြတယ်မဲပေးမဲ့လူရှိမှာပေါ့လက်ရှိမှာလဲစစ်ကော်မရှင်တပ်ကရေကွက်ဝဲကာလမတိုင်မီလက်သူစုံယူထားတဲ့တက်စကန်တွေပြန်လဲရယူနိုင်ဖို့နဲ့နေပြည်တော်မှုနိုင်ဖို့မြောက်ပြည်တောင်ဘက်ကိုအင်အားလုံးကြီးနဲ့စစ်ကြောင်းထုံးနေတာကြောင့်တိုက်ပွဲတွေမြင့်ထန်နေပါတယ် ကျွန်တော်တို့ပြည်ပြည်နယ်မှာတော့ရွေးကောက်ပွဲတက်မှတ်ထားတဲ့ကာလမတိုင်ခင်တော့စက္ကမကဒါသူတို့ရဲ့စုမှုနေမီပြန်လည်ရရှိဖို့ဒါသူတို့စူးစမ်းအထောက်နေတာကိုတော့ကျွန်တော်တို့မြင်တွေ့နေရတယ်။သို့တော်လည်းပဲဒီမှာဆွဲကာလမရောက်ခင်မှာပဲဒီသူတို့သွားကြည့်နေတဲ့ဒီစုမှုဧရိယာတွေသူတို့လိုချင်တဲ့စုမှုဧရိယာတွေကိုသူတို့ပြန်လည်ပြီးစုမှုနိုင်မလား။ဒါမှမဟုတ်ရွေးကောက်ပွဲတက်မှတ်ချိန်ရောက်ပြီ။ နော်သူတို့သမထားတဲ့တိုက်ကဲသူတို့သမထားတဲ့စုမှုရေးဒီမရဘဲနဲ့ရွေးကောက်ပွဲကာလကိုပဲရွှေ့ရမလားဆိုတာကတော့ကျွန်တော်တို့ပိတ်ကားပေါ်မှာဆက်ပြီးကြည့်ရမယ့်နေသားမှာရှိပါတယ်ပေါ့နော်ကင်းမြို့သားစီယုံကင်းကတော့စစ်ကော်မရှင်ပြုလုပ်ပြီးတရားဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲဖြစ်မြောက်အောင်ပူးပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ် စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်ခုကျင်းပသွားမှာဖြစ်ပြီးကင်မီနယ်မှာတော့ဖအံမြောက်လီနဲ့တန်တောင်ကြီးမြို့နယ်၃ခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောက်ခံပါ ဧရာဝတီတိုင်းကံကြီးတောင်မြို့အမှတ်၁ရပ်ကွက်ကန္နာလဲကမြို့မဇေဟောင်းမှာစတင်ဘာလ30ရက်နေ့ည9နာရီကျော်အချိန်ကမင်းလောင်မုံဖြစ်ပေါ်ခဲ့ပြီးဆိုင်ခဲအများအပြားမင်းလောင်ဆုံရှုံခဲ့လို့မြို့ခန့်တွေစီကသိရပါတယ်။မင်းလောင်မုံကြောင့်အမှတ်၁ရပ်ကွက်ကန္နာလဲမြို့မဇေတင်နဲ့မြန်ချင်းဆိုင်မှာရှိတဲ့ဈေးဆိုင်ခန်း၈ခန်းလောက်ပြည့်စည်ဆုံရှုံခဲ့တယ်လို့ဆိုပါတယ်။မင်းလောင်အားကောင်းတဲ့အတွက်မီနီဘိုင်းအတွင်ဈေးဆိုင်ခန်းတွေမိခဲ့ပါတော့ပြီးဆုံရှုံမှုများတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။မင်းလောင်မုံကို ီတောင်မြို့နယ်မင်းသက်တပ်ဖွဲ့ကမင်းငိမ့်တက်ရင်လဲစီ အုံပြူပြီးလူမှုကွန်ရက်ကေဆေရဲ့အဖွဲ့တွေဒေတာခန့်တွင်နဲ့ပူပေါင်းငိမ့်တက်ခဲ့တဲ့အတွက်ညစင်နိုင်လောက်မှလောကမင်းငိမ့်တော်ရဲလို့ဆိုပါတယ်။မင်းလောက်မုံကြောင်လူတွေထိခိုက်တေဆုံးတာမရှိဘဲဆိုင်ခဲတွေပဲပျက်စီးခဲ့တာဖြစ်ပြီးမင်းစားလောက်ရတဲ့အကြောင်းရင်းကိုစစ်ဆင်နေတယ်လို့သိရပါတယ်။မင်းလောက်မုံဖြစ်ပေါ်တဲ့ကန်ရီတောင်မြို့မှာဈေးဟောင်းမှာကုံစုံဆိုင်အလားကုံပစ္စည်းနဲ့အသားငါးဆိုင်စတဲ့ဆိုင်ခဲပေါက်ဆင်ငါးဆိုင်ထက်မနည်းရှိနေတယ်လို့သိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းခဲ့တာလင်းနစ်ကျော်၅နှစ်အနီးပါရောက်ရှိလာချိန်မှာပြည်သူလူထုဟာစီးပွားရေးကြက်တီမှုတွေနဲ့တခြားသောပြဿနာမျိုးစုံကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်လာတဲ့အခြေအနေတွေအပေါ်ဘလို့ကုစားတင်တယ်လဲဆိုတာကိုဒီပူပီသတင်းထောက်မြန်သစင်ကအမျိုးသားညညရဲ့အဆိုအရ NUG ကျန်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်လဲဖြစ်စိတ်ကျမ်းမာရဲ့အထူးကူဆရာဝန်လေးဖြစ်တဲ့ဒေါက်တာဥက္ကာနဲ့တွေ့ဆုံပြီးတော့မေးမြန်းထားပါရဲ့ရှင်။ မင်္ဂလာပါဆရာအခုအာနာသိမ်းထားတာပေါ့နော်အဲ၄နှစ်ကျော်၅နှစ်နီးပါးကြာလာချိန်မှာအပြည်သူလူထုဟာလူမှုစီးပွားရေးအခြေအနေတွေကြက်တဲလာပါတယ်ဒီလိုအခြေအနေမှာဆိုရင်လူတွေကဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်တတ်ပါသလဲရှင်ကျွန်တော်ဒီမှတ်တော့လေကျွန်တော်တို့တော်လိုက်ရေးဒီနေဦးတော်လိုက်ရေးအခုဆိုရင်၄နှစ်ကျော်၅နှစ်နီးပါးရောက်လာပြီပေါ့နော်၅နှစ်နီးပါးရောက်လာတဲ့အခါမှာကျွန်တော်တို့အားလုံးတော်လိုက်ရေးမှာပါတဲ့လူတွေရောတော်လိုက်ရေးကို ိုကိုယ်တိုင်ကိုကြပေါ့နော်မပါပေမဲ့ငွေအားနဲ့ပဲဖြစ်ဖြစ်စိတ်အားနဲ့ပဲဖြစ်ဖြစ်ပူညီနေတဲ့ပြည်သူတွေအားလုံးပေါ့ကျွန်တော်တို့တိုင်းပြည်လုံးမှာရှိတဲ့ပြည်သူတွေအမှန်တော့အတ္တိဒုက္ခရောက်နေတာအတ္တိဒုက္ခသည်စီးပွားရေးအကျက်တည်းဘုရားကမေးတယ်မေးဖို့ရမ်းမှန်တယ်တိုင်းပြည်ကစီးပွားရေးအကျက်တည်းနဲ့ရေဆိုင်နေရတယ်အဲ့တော့လူတိုင်းကမိမိတို့အဓိကလိုအပ်တဲ့အခြေခံစာဝတ်နေရေးကအကုန်လုံးဒီခက်ခဲမှုကိုရင်ဆိုင်နေရတယ် ကျမ်းမာရေးပညာရေးလူမှုရေးကိုခလဘေးချိတ်ထားအောင်အခြေခံစာဝင်နေရေးကိုတော့မှသူတို့မှမနည်းကိုဟိုရုံးကန်နေကြတယ်။အဲ့လိုရုံးကန်တဲ့အခါမှာလူတွေဘာဖြစ်လာလဲဆိုတော့အစိုးရပူပန်မှုတွေမြင်လာတာ။စိုးရပူပန်မှုများရင်ဘာဖြစ်လဲ။ကျွန်တော်တို့စိတ်ဆင်းရဲရတယ်။စိတ်ဆင်းရဲပြီးရင်နံပါတ်1ဖြစ်တာကတော့အိတ်မပြောဘူး။ဟုတ်တယ်မလား။တွေးရများတွေးရများလာတယ်အိတ်မပြောဘူး။အဲ့လိုမပြောတော့နောက်ဘာဖြစ်လဲ ကျွန်တော်ကိုကိုကိုအားမရတာသူများကိုအားမရတာတော်လိုင်းကိုအားမရတာအားမရတာကြီးအကုန်လုံးပြလိုက်လို့မကောင်းတာကြီးပုံမြင်လာတယ်။အဲတော့အားလုံးကိုမကောင်းမြင်တဲ့စိတ်ကများလာရင်ဘာဖြစ်မလဲ။သဘောသားထွက်လာမှာပေါ့။အခုခုဖြစ်တိုင်းဖြစ်တိုင်းတက်နီခံစိတ်အရင်ဆုံးကဒဲနီခံနိုင်တဲ့အရာတွေကိုအခုဒဲနီခံနိုင်တာမဟုတ်ဘူး။အလိုလိုနေမှုန်ကုတ်ကုန်းနဲ့ဖြစ်နေတယ်ပေါ့။ကျွန်တော်ဝီးဆိုင်လောက်ပြတယ်လို့မျိုးမှုန်ကုတ်ကုန်းနဲ့ဖြစ်နေတဲ့ဟာတွေဖြစ်လာတယ်။အဲ့ဒါဖြစ်လာတဲ့အပြင်နောက်တခြားဘာတွေဖြစ်လာ ိုးလုံးมาလဲစိတ်ဝင်စားတော့ကိုကိုစိတ်ကိုစိတ်အညောင်းဖြေတဲ့အရာလေးတွေလည်းမလုတ်ချင်တော့ဖြစ်သွားစိတ်ဖိစီးမှုတွေများလာအဲ့ဒါဖြင့်ဘာဆက်ဖြစ်သွားလဲဆိုတော့လူတွေနဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့မိသားစုနဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးအဆင်မပြေတော့ကိုယ့်ရဲ့အလုပ်ထဲမှာပေါင်းတဲ့ဆက်ဆံရေးအဆင်မပြေတော့အိုက်ထားတဲ့ဆိုးလာတာကတော့ခိုင်တဲ့ကိုကိုကလောကကြီးမှာနေလို့အတိတ်ပဲရှိတော့ပါဘူး အဝါကြီးကအတိပဲမရှိတော့ဘူးဆိုပြီးတော့ကိုကိုကိုအဆုံးစီရင်ခြင်းနဲ့စိတ်မျိုးတွေကိုကိုကိုလောကကြီးမှာတန်ဖိုးမရှိဘူးကိုကတန်ဖိုးမရှိတော့ဘူးဆိုတဲ့စိတ်တွေပါဝင်လာတတ်တယ်ဟုတ်အဲ့လာကတော့ကျွန်တော်တို့အခုစီးပွားရေးအကျက်တဲ့ဒီငွေစာဝတ်နေရေးအကျက်တွေမှာလူတွေကြုံတွေ့လာမယ်အတိကအကြောင်းချက်တွေဖြစ်တယ်လေဟုတ်ကဲ့ပါဆရာတကယ်လို့ပေါ့နော်ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကြုံနေရပြီးတော့ မိမိကိုယ်ကိုအဆုံးစီရင်လို့စိတ်တွေဖြစ်နေတယ်ဆိုရင်ဒါတွေကိုရောကြအောင်ဘယ်လိုဖြေရှင်းတတ်မှာကလေးပေါ့နော်အဲပြီးတော့ဒီအချင်းချင်းမှာရောဘယ်လိုမျိုးနှစ်သိမ့်ဆွေးနွေးပေးတာမျိုးတွေလုပ်တတ်မှာကလေးရှင်ဖောက်ချလိုက်လို့ရတယ်ဘုလုံးကတင်းကျပ်တဲ့ဟာကြီးကိုဖောက်ချလိုက်လို့ရတယ်အဲ့တော့အချင်းချင်းရိုင်းပင်ကူညီပေးရဘယ်လိုရိုင်းပင်ကူညီပေးရမှာစေပီစီမှုကနကကျွန်တော်အရှိမပြောခဲ့တဲ့ဟာလေးတွေကိုကိုမိသားစုထဲမှာကိုတငယ်ချင်းအတိုင်းဝန်တွေထဲမှာတတိထားမိလာရင် သူ့ကိုအဆင်ပြေရလားအဆင်မပြေရင်လည်းအဆင်မပြေတာတော့သိတယ်တကယ်ကြီးရင်အဆင်မပြေတာတော့သိတယ်အဲဒါပေမဲ့ဟိုငါတို့ဘာတွေအဆင်မပြေလဲပြောပြကြည့်ပဲခင်ဟာဖြစ်ရခင်ဟာအဲ့လိုမျိုးပြောလိုက်လို့ရှိရင်လည်းနည်းပေါ်သွားတယ်အဲ့တော့ဘယ်လိုမျိုးပြောဖို့ကိုကျွန်တော်တို့ကတိုက်တွန်းပေးရမယ်စကားလမ်းကြောင်းလေးတွေရှာပေးရမယ်နားထောင်ပေးရမယ်နားထောင်တဲ့အခါမှာ ရှင်းတာတတ်တဲ့စိတ်နဲ့ဩ तू တော်တော်အဆင်မပြေရှာပါလားငါလည်းအဆင်မပြေလို့လို့ तू လည်းအဆင်မပြေပါလားဆိုတော့တယောက်နဲ့တယောက်ကိုဒီဂယုနာတရားလေးမျှဝေပြီးတော့နားထောင်ပေးရအဲ့တော့အဓိကကတော့နှစ်သိမ့်ဆွေးနွေးနားထောင်ပေးခြင်းကအရင်ရေးကြည့်ရပါတော့အဲ့ဒီဟာကမျှဝေခံစားပြီးလိုက်လို့ရှင်ပို့သွားတာတဲ့ဝေခံစားပြီးလိုက်ရင်ပို့သွားတယ်ရင်ထဲမှာခံစားနေရတာဒီလိုပို့သွားမယ်ကိုယ်ကမတင်မကြဖြစ်နေတဲ့အခြေခဲလေးတွေညော့သွားတယ် ဲ့တော့အဲ့ဒါလေးကိုကိုအချင်းချင်းကြားထဲမှာလုတ်ပေးနိုင်မယ်ဆိုရင်အင်းဒီဟာလေးဒီတောင်းတဲ့တကကုညီရရောက်ပါတယ်ဆောင်းမပေးရရောက်ပါတယ်ကြီးရှုပေးရရောက်ပါတယ်ဟုတ်ကဲ့ပါဆရာဆရာတို့ energy ကျမ်းမာရေးဝင်ကြီးဌာနရဲ့တယ်ရီကျမ်းမာအခမဲ့အစည်းအဝေးနေနဲ့ရောအဲစိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုမျိုးဝင်ဆောင်မှုတွေပေးနေပါသလဲရှင်အဲပြီးတော့ဗောနော်မိမိကိုယ်ကိုအဆုံးစီမှုနဲ့ပတ်သက်ပြီးအဲဆွေးနွေးပေးရတာမျိုးတွေရော ရှိပါသလားရှင် ကျွန်တော်တို့ဇီရိုဆူဆိုက်ကမ်ပိန်းကြားဖို့ဝင်နေတူရယ်နော်ဟောဒီကျွန်တော်တို့အခုဟိုဒီ launch လုပ်ထားတယ် Telegram ကနေပြီးတော့အဲ့လိုမျိုးကိုယ့်ကိုယ်အစိုးရကြီးစိတ်ရှိတဲ့လူပေါ်နေတဲ့သူတွေနောက်စိတ်ထဲမှာ စိတ်မုန်းချက်နေတဲ့လူတွေဆက်သွယ်ဖို့ကျွန်တော်တို့ data ရပြီးခဲ့တဲ့နှစ်နှစ်ပေါ့နော်ကျွန်တော်တို့စဖွင့်တာဒီတိုင်းကိုစဖွင့်တာ2023 September 10ရက်နေ့ဒါ အာဒီဝါလ်ဆူဆိုက်တီပေါ့နော်ကျွန်မကိုယ်ကိုတက်တည်တဲ့လူတက်တည်ကိုကြောင့်တက်တည်ကြောင့်ဂျန်စီတဲ့လူများကိုကာကွယ်တဲ့နေ့မှာကျွန်တော်တို့စပြီးတော့ဒီဒီဒီကမ်ပိန်းကို launch လုပ်ခဲ့တယ်ဒီ Telegram channel ကို launch လုပ်ခဲ့ဒီဘက်နေ့ပြည်သွားတယ်နနေ့မှာကျွန်တော်တို့ကိုဆက်သွယ်တော့အချိန်ပေါင်း၄000နီးပါးရှိအဲ့တော့စဉ်းစားကြည့်လူတွေဘလောက်အများကြီးစိတ်ဖိစီးမှုတွေရှိနေလဲကျွန်တော်ထားဘာဖြစ်လို့ပြောရလဲဆိုခုနကလည်းကိုယ့်ကိုယ်စိတ် တည်တောင်းကြံစည်နေခြင်းပြီးအရန်ကိုစိတ်ဖြစ်စည်းမှုတွေများနေစဉ်အဲ့ဒါကိုအရင်ဆက်တွေ့ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့တကယ်ကိုတိကျကြလေ့ကျင့်ပေးထားတဲ့နောက်တကယ်ကိုဟိုပူချင်းဆန္ဒစိတ်နဲ့နားထောင်နိုင်တဲ့ empathetic listener စီကနားထောင်ဝေးဖို့အသင့်သင့်ရှိနေတယ်ဟုတ်ကဲ့ပါဆရာအနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်တမန်လူတယောက်အနေနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကဘယ်လိုအခြေအနေမျိုးကိုရောက်နေရဲဆိုရင်ဆွေးနွေးဖြေရှာဖို့လုပ်သင့်ပါတလိမ့်ရှင့် မိမိကိုကိုဟိုကိုကိုဒီမှာဟိုဒီမကျေနပ်တာတွေများလာတယ်။စိုးရိမ်ပူပန်စိတ်တွေများလာတယ်။အိတ်မပြောတော့ဘူး။အိတ်ပြောတာအိတ်မပြောဆိုတာတပတ်လောက်ရှိသွားပြီ။ဒါပါ။နော်အိတ်မပြောတာတပတ်လောက်ကြာသွားပြီ။စားခြင်းစိတ်တွေလည်းမရှိတော့ဘူး။အဲ့ဒါလည်းတပတ်လောက်ရှိသွားပြီ။လူကဘာလို့မှလည်းစိတ်မဝင်စားတော့ဘူး။အာယုံစူးစမ်းမှုလည်းမရတော့ဘူး။တပတ်လောက်ရှိသွားပြီ။မိသားစုနဲ့ပေါင်းသူဆက်ဆံရေးတွေလည်းအဆင်မပြေတော့ဘူး။အများနဲ့ပို့ထိုးနေတယ်။အားလုံးကိုဟို negative ပဲမြင်နေတယ်အကောင်းဘက်ကတွေးလို့မရတော့အားလုံးအဆိုးတွေပဲမြင်နေပြီးဆိုရင်တစ်ပတ်လောက်ရှိနေပြီဆိုရင်တော့ဒါအကူအညီရှာတယ်နေဆိုင်ရာကျမကြီးဆောင်ဆောင်မှုအတွက်ကိုကျွန်တော်ပြရမယ်အကူအညီယူရမယ်ကျမကြီးဆောင်ဆောင်မှုခံယူရမယ်အဲ့တော့အထူးသဖြင့်အမင်းကိုကိုအတက်ကိုဆုံးတတ်ခြင်းနဲ့လို့စဉ်းစားလာမိတဲ့အချိန်မှာစိတ်ထဲမှာမထားတော့ဘဲနဲ့မိမိရဲ့စိတ်ထဲမှာပဲဒါကြီးကို ခိတ္တဟာမထဲနဲ့မမြင်ယုံကြည်ရတဲ့သူနဲ့စကားပြောပြီးတော့ကျမ်းမာရေးအကူအညီပေးနိုင်မဲ့သူတွေရှိမှတိုက်ရိုက်ဆက်သွယ်ပြီးတော့အကူအညီတောင်းတင်ပါလေ။အဲ့ဒီအချိန်ကိုဘလို့မထားဖို့အရန်ရေးကြည့်ပါလေဆိုတဲ့စကားကိုကျွန်တော်တည်တည်ချာချာလေးမေတ္တာရက်ခံပြီးတော့ပြည်သူကိုပန်ကြားခြင်းပါလေ။ကျေးဇူးများ යි တင်ပါ။ဟုတ်ကဲ့ပါဆရာအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါရှင်။ သတင်းတွေကိုရှုစားကြမှာပါရှင်။ဖိလစ်ပိုင်နိုင်ငံအလေးပိုင်းကိုထိခိုက်စေခဲ့တဲ့ပြင်အား6.9အဆင့်ရှိတဲ့ငလျင်လောက်ခတ်မှုကြောင့်တည်ဆုံးသူ69အထိမြင့်တက်လာခဲ့တယ်လို့တဘောဝဘဲအန်ဒီရဲ့ဆိုင်ရာတာဝန်ရှိသူတယောက်ကအော်တိုဘာလာ10ရက်နေ့ဗိုလ်ဒဟူနေ့မှာပြောကြားခဲ့ပြီးတော့အသက်ရှင်သူတွေကိုရှာဖွေဖို့နဲ့မင်းသုံးဆွဲမှုရေပေးဝယ်ရေးစနစ်တွေကိုပြန်လည်ထူထောင်ဖို့အတွက်အစိုးရကအဖွဲ့အစည်းတွေကိုစေလွှတ်ခဲ့ပါတယ်။ စတေမာလာ30ရန်နဲ့အင်္ဂါနဲ့ည10နာရီမတိုင်ခင်မှာစီဘူးပြည်နယ်မြောက်ဘက်ရှိဘိုကိုမြို့အနီးကံလွန်ပင်လယ်ပြင်ကိုဗဟိုပြူပြီးရေတိမ်ပိုင်းကနေလှုပ်ခတ်ခဲ့တာပါ။ ်အခုနှစ်အတွင်းနိုင်ငံရဲ့အဆိုရောဆုံးဘေးအန္တရာယ်တွေကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီးနှစ်တရာကျော်သက်တမ်းရှိတဲ့ဖျားကြောင်အပအဝင်အဆောင်အုံတွေပြိုကျခဲ့ပါတယ်ဆေးရုံမှာလည်းလူနာတွေပြည့်ရှံနေပြီလို့အရက်ဖက်ကာကွယ်ရဲ့အရာရှိ Refi Alajadro ကသတင်းထောက်တွေကိုပြောပါတယ်ဖိလစ်ပိုင်နိုင်ငံရဲ့ရေပန်အစားဆုံးခီးသောနေရာဖြစ်တဲ့စီဘူးပြည်နယ်မှာလူဦးရေ3.4တန်းနေထိုင်ပါတယ်တင်းဆုံမှုတွေနဲ့ပတ်သက်ပြီးစစ်စစ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့တာဝန်ရှိသူတွေကပြောကြားပါတယ်ရှင် တရုတ်နိုင်ငံကြည်လင်းပြည်နယ်တရားရုံမှာစတင်ပါလာ20ရက်နေ့တနင်္ဂနွေနေ့ကစိုက်ပျိုးရေးနဲ့ဈေးလက်ရေယာဝန်ကြီးဟာထန်ရဲကျန်းကိုလက်ပေးလက်ယူမှုနဲ့တည်တဲ့ချမှတ်ခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သက် CCTV ကအစီရင်ခဲ့ပါတယ်။ထန်ရဲကျန်းဟာ2000ခုနှစ်ကနေ2024ခုနှစ်အထိရာထူးဌာနအသီးသီးမှာရုံဝယ်268သန်းဒေါ်လာ38.6သန်းကျော်တန်ဖိုးရှိတဲ့ငွေကြေးနဲ့ပစ္စည်းတွေအပါအဝင်တစိုးလက်ဆောင်ရယူခဲ့ကြောင်း CCTV ကဖော်ပြပါတယ်။ ။ထရရဲဟာသူကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေကိုဝန်ခံခဲ့တာကြောင့်တေရဲကိုနနစ်ဆိုင်ငက်ပေးထားတယ်လို့ချန်ချွန်းအလီအလက်အစင်ပြည်သူတရားရုံးကဆိုပါတယ်။ထရရဲဟာအကျင့်ပြချစားမှုတိုက်ဖြစ်ရေးစောင့်ကြည့်အဖွဲ့ကစုံစမ်းစစ်ဆင်မှုခံရပြီး6လအကြာမှာရာထူးဖြုတ်ချခရက2024ခုနှစ်နိုဝင်ဘာလမှာတော့တရုတ်ကွန်မြူနီပါတီကလည်းသူ့ကိုဖိရှားခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးလီရှန်ဖုန်နဲ့သူ့အရင်ကာကွယ်ရေးဝန်ကြီးဟာဖွေဖုန်ဟာ သူတို့ကိုစစ်ဆဲမှုတွေပြုလုပ်ခဲ့ပြီးထရန်ကျန်းကိုအလားတူစုံစဲစစ်ဆဲမှုဟာထူးထူးခြားခြားမြန်ဆဲခဲ့ပါရဲ့ရှင်ဆလဘီအာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဂလာဒါဆိုင်ရင်တဲ့ချန်ပီယံလိပွဲစဉ်မှာလီဗာပူအသင်းကိုထိတ်တဲအသင်းတသင်းလုံးမကစားနိုင်ခဲ့တာကြောင့်အသင်းကလဝင်နောက်ခံလူခရီးကကပြောတော့ပါတယ်။လီဗာပူအသင်းဟာတူရကီကလပ်ဂလာဒါဆိုင်ရင်တဲ့အဝေးကွင်းပွဲစဉ်မှာ အိုစီမဲရဲ့16မိနစ်ပင်နေတီသွင်းကိုနဲ့ရှုံလင်းခဲ့ရပြီးနပွေးစတိုက်ရှုံဝဲတွေ့ခဲ့ရတာပါဂလာဒါဆိုင်ရင်တဲ့ပွဲစဉ်မှာလီဘာပူအသင်းကိုထိတ်တဲ့အသင်းတစ်သင်းလုံးမမြင်တွေ့ခဲ့ရသလိုဘောလုံးကစားနေတာမဟုတ်ပဲဘတ်စကတ်ဘော ကစားနေတာနဲ့တူနေလို့ခါရီကာကပြောပါတယ်နင်းပြအာနေစလော့ကကောင်းမွန်တဲ့နင်းပြဖြစ်ပေမဲ့အသင်းရဲ့လက်ရှိအခြေအနေကပြင်းစင်စရာတွေအများကြီးရှိနေသေးကြောင်းနဲ့ရှေ့ဆက်ပြီးဘလို့လှောက်ဆောက်တော့မလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းကြောင်းခါရီကာကပြောတော့ပါတယ်ရှင် ီပူပီရုံမြင့်တန်ချာရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခေကြရတာပါည၈နာရီမှလည်းထက်မဲ့ရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်